င်္ဂလိပ်စာနဲ့တခြားဘာသာစကားတွေကိုလေ့လာကြည့်တယ်။အဲဘယ်သင်တန်းကိုယူတက်ရမလဲမသိဘူးဆိုတဲ့လူတွေရှိကြတယ်။ဒီလိုချမ်းကအခုအသစ်တွေထားတဲ့သင်တန်းလေးဖြစ်တဲ့ language corner ဆိုတဲ့သင်တန်းလေးကိုညွှန်ပြချင်ပါတယ်။အဲ့ဒီသင်တန်းမှာဆိုလို့ရှိရင်တော့အင်္ဂလိပ်စာနဲ့တရုတ်စာကိုသင်ကြားပေးနေတာပဲဖြစ်ပါတယ်။အင်္ဂလိပ်စာကိုအချိန်ကစတင်လေ့လာကြည့်တဲ့လူတွေအတွက်သေးသေးချာချာလေးအသေးစိတ်စနစ်တကျသင်ပေးထားတာကိုလည်းတွေ့ရပါတယ်။ဒါအပြင်အင်္ဂလိပ်စာလေ့လာနေတဲ့လူတိုင်းသိကြတယ်။ BBC ကနေထုတ်တဲ့ Speak Out Second Edition ကိုအသုံးပြုပြီးသင်ကြားပြရတာဖြစ်တဲ့ကြောင့်မို့လို့ ော့အင်္ဂလိပ်စာ4 skill လုံးတော့စိတ်ပူစရာမလိုတော့ပါဘူး course တစ်ခုလုံးကို3လလောက်အချိန်ပေးပြီးလေ့လာလိုက်မယ်ဆိုလို့ရှိရင်တော့လူတိုင်းနှိမဖြစ်နေကြတဲ့အင်္ဂလိပ်စာအခြေခံကိုတက်ပြီးသွားလို့ရှိရင်မေ့သွားလို့ပြင်ပြန်တက်နေရတဲ့ပြဿနာတွေဖြစ်ရှင်းပြီးသားဖြစ်သွားမှာပါအင်္ဂလိပ်စာကိုအခြေခံကနေပြီးတော့မှစတင်လေ့လာခြင်းနဲ့လူတွေအပြင်ကိုသသမိမိလေးတွေအတွက်ကိုအဆင်ပြေအောင်လို့ starter beginner level ကိုပါထည့်သွင်းသင်ကြားပြရတာဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်အဆင်ပြေတာကိုသိရပါတယ်အင်္ဂါလေးတွေလည်းပြီးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သင်ခန်းစာတစ်ခုပြီးလိုက်မှကိုယ့်ရဲ့ရည်ချင်းကိုလည်းသိနိုင်မှာပဲဖြစ်ပါတယ် နားမလဲတာလည်းရှိလို့ရှိရင်အချိန်မရွေးပြန်မေးလို့ရအောင်စီစဉ်ပေးရတာဖြစ်တဲ့ကြောင့်မလို့မတက်မြောက်မှာစိတ်ပူစရာလုံးဝမလိုပါဘူး ထပ်ပြင် grammar ကိုအခြေခံနေစတင်လေ့လာခြင်းနဲ့လူတွေအတွက်နာမည်ကြီးစာအုပ်ဖြစ်တဲ့ grammar in use ကိုအသုံးပြုပြီးသင်ကြားပေးရတဲ့ basic grammar class လေးလည်းရှိပါတယ်။လူရည်ဒီကျောင်းပတ်ရက်လည်းရောက်လာပြီဆိုတော့ကိုယ့်ရဲ့သာမမီးလေးတွေကိုအချိန်ကိုအကျိုးရှိအသုံးချစေဖို့အတွက်အင်္ဂလိပ်စာသင်တဲ့အမြင်ကို second language အနေနဲ့တရုတ်စာသင်တဲ့လေးလည်းရှိပါသေးတယ်။တရုတ်စာသင်တဲ့မှာဆိုလို့ရှိရင်လည်း HSK level 1အခြေခံစာပြီးစနစ်တကျသင်ထားပေးရတာဖြစ်တဲ့ကြောင့်မလို့ဘာသာစကားကိုစိတ်ဝင်စားတဲ့လူတွေတရုတ်စာသင်တဲ့ကိုတက်ချင်တဲ့လူတွေအနေနဲ့ဒီသင်တန်းလေးမှာတက်ရောက်ဖို့တစ်ချက်ပြောချင်ပါတယ်။ ်။အဲဒါအတွက်လိုတဲ့ PDF file တွေကိုလည်း free ပေးမှဖြစ်တဲ့ကြောင့်လို့အရင်အဆင်ပြေပါတယ်။ တည်တဲ့ပုံစံလေးကတော့အခုလိုနေရာဒီမှာအရင်အပြင်ထွက်ဆရာမလို့ပဲနဲ့အချိန်မရွေးနေရမရွေးလေ့လာလို့ရမယ်ဗီဒီယို class လေးပဲဖြစ်ပါတယ်။နောက်အတက်ခါမှာလည်းတက်ရောက်တဲ့သူတိုင်းအဆင်ပြေအောင်လို့ Facebook နဲ့ Telegram ဆိုပြီးတော့မှတည်ယူနိုင်မဲ့ platform နှစ်ခုလုံးရှိပါတယ်။ဆိုတော့ VPN အခက်ခဲရှိနေတဲ့လူတွေက Telegram group မှာလည်းတည်ယူနိုင်ပါတယ်။ဒီနေ့တစ်ခါလည်းပေးသေးမိတာနဲ့တတ်တတ်ပါလေ့လာနိုင်မဲ့တည်နေဖြစ်ရတဲ့ကြောင့်မလို့တော်တော်လေးအဆင်ပြေရတွေ့ရပါတယ်။နောက်ထပ်သတင်းကောင်းလေးကတော့ March လတလလုံးမှာချင်းရဲ့ promo code ဖြစ်တဲ့ Chan25 ကိုအသုံးပြုပြီးတည်နေလာအပ်တဲ့လူတွေကို10% 10% discount ပေးမှာပဲဖြစ်ပါတယ်။လို့မြင်မြင်သင်တဲ့ app ကိုတော့လိုပါမယ်။သင်ရဲ့အရေးချင်းတွေကို language corner နဲ့မြင့်တင်လိုက်ပါ။ဟောချမ်းကအင်္ဂလိပ်စာကိုသင်တန်းနေအများကြီးယူနေတဲ့လူတွေအတွက်ဒီနေ့မှချမ်းကအင်္ဂလိပ်စာနဲ့တရုတ်စာအတွက်သင်တန်းကောင်းကောင်းလေးတစ်ခုကိုနေရာတစ်ခုထဲမှာညွှန်ပေးခဲ့တာပဲဖြစ်ပါတယ်။ဆိုတော့ဒီအင်္ဂလိပ်စာရောတရုတ်စာရောကိုအတူတူတက်ချင်နေဆိုလို့ရှိရင်တော့ဒီ language corner ဆိုတဲ့ Facebook page ကနေတွားရောက်ဆိုလည်းနိုင်ပါတယ်။ဆိုတော့ဒီနေရာဒီမှာပြီးတော့ကိုယ့်ရဲ့အားလက်ချက်တွေမှာ ကိုယ့်ရဲ့ဘာသာစကားရဲ့ skill တွေကိုဖြည့်ထားပြီးတော့မှအကျိုးရှိရှိအသုံးချနိုင်ပါသေးလို့ချမ်းကအာပြောချင်ပါတယ် See you in my next vlog. Thank you for watching. Bye bye. See you.